စစ်ပွဲတွေတိုက်ပွဲတွေဘုံကျဲထားမှုတဲ့နေရာတွေမှာအသုံးပြုပြီးပြင်မယ်မပေါက်ကွဲပဲကြံနေတဲ့လက်ပစ်ပုံဒုံးကျင်နဲ့ကြည်စံဆရာတွေကိုမထီမကိုင်းနေရမပြောင်းရွှေ့ကြပါနဲ့မန္တလေးတိုင်းနထိုးကြီးမြို့နယ်ကြရင်ဘူရွာနာမှာမတ်လ9ရက်နေ့ကစစ်ကောင်စီတပ်စစ်ကြောင်းဂျားပြတ်တိုက်ခိုက်ခံရပါတယ်ဒီဖြစ်စဉ်မှာစစ်သား25ဦးသေဆုံးပြီးဘုံမှုနဲ့ဘူကြီးအပါအဝင်စစ်သား14ဦးကိုဖမ်းဆီးနိုင်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG အမှတ်၁စစ်ဒေသကထုတ်ပြန်ထားပါရယ်။နထိုးကြီးမြို့နယ်ဝလူးရဲစခန်းကထွက်လာတဲ့အင်အား200ခန့်ပါစစ်ကောင်စီတပ်စစ်ကြောင်းဟာနထိုးကြီးမြို့ရဲ့အရှိန်မြောက်ဘက်ကကျေးရွာတွေကိုလှည့်ပတ်စစ်ကြောင်းထိုးနေခဲ့တာပါ။အဲဒီစစ်ကြောင်းကိုကြာတွင်ဖို့ရွာနာမှာနထိုးကြီးမြို့နယ်တော်လှန်ရေးတပ်တွေကပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ဆိုပါရယ်။မတ်လ9ရက်မနက်9နာရီဝန်းကျင်မှာထိတွေ့မှုစတင်ခဲ့ပြီးတိုက်ပွဲဖြစ်တဲ့အချိန်တနာရီကျော်ကြာမြင့်ခဲ့ကြောင်းသိရပါရယ်။ စစ်ကောင်စီတပ်စီကနေလက်နက်မျိုးစုံ44လက်နဲ့လက်နက်ကြီးကြီးတွေစစ်သုံးပစ္စည်းတွေတင်စီရရှိခဲ့တယ်လို့ NUG အမှတ်တဲစစ်ဒေသကထုတ်ပြန်ပါတယ်။တိုက်ပွဲတွင်လေကြောင်းတိုက်ခတ်မှုကြောင့်မြို့နယ်ပကဖရဲဘော်နှစ်ဦးလည်းကြာဆုံးခဲ့ရတာပါ။ဒီတိုက်ပွဲကိုနှစ်ထိုးကြီးမြို့နယ်ပကဖမြင်းချံခရိုင်တပ်ရင်း၄နဲ့၁၀မဟာမိတ်တော်လှန်ရေးပူးပေါင်းအဖွဲ့တွေစုပေါင်းတိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်။ ဝလူရဲစခန်းကနထိုးကြီးမြို့နယ်ရဲ့မြောက်ဘက်ခြမ်းမှာရှိပြီးမန္တလေးမြင်းကျန်ရထားလမ်းပိုင်းပေးမှာတည်ရှိပါရရှင်။စပွဲတွေတိုက်ပွဲတွေဘုံကျဲထားမှုတဲ့နေရာတွေမှာအသုံးပြုပြီးပြင်မယ်။မပေါက်ကွဲပဲကြံနေတဲ့လက်ပစ်ပုံ၊ဒုံးကျည်နဲ့ကြည်စံစတာတွေကိုမထိမကင်နေရမပြောင်းရွှေ့ကြပါနဲ့